မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာကျွန်တော်တွေ Listener Heaven စာစဉ်ဒီထဲမှာကြပြတော်ထဲကိုတုံးဝင် ခံစားကြည့်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်ခံစားမိတဲ့မြတ်ကြပြလေးတွေကိုခံစားပြီးတော့တင်ဆက်လာခဲ့တာအခုဆိုလို့ရှိရင်14ကိုရောက်လာပါပြီဒါကြောင့်မလို့ဒီကနေ့မှာတော့ကြပြတော်ထဲကိုတုံးဝင်ခံစားကြည့်ခြင်း14ကို တင်ဆက်မှာပဲဖြစ်ပါတယ်။ခုနောက်ပိုင်းကာလတွေမှာကျွန်တော်အနေနဲ့ဒီဇိုင်းမဲ့မဲ့လှုပ်လာခဲ့တဲ့အရာတစ်ခုကတော့စာဖတ်သူနဲ့စာအုပ်နဲ့အလံမဝေးရေးပါ။ကိုရိုင်းကဝင်ငွေနေတဲ့လူတန်းစားထဲမှာပါခဲ့သူတယောက်ဆိုတော့စာအုပ်တွေကိုပေါပေါတီတီဝယ်ပြီးတော့စာဖတ်ကျင်သူတွေရဲ့လက်ထဲကိုလက်ဆင့်ကဲနိုင်တဲ့အနေအထားမရှိခဲ့ပါဘူး။ဒါကြောင့်လေနိုင်တဲ့လောက်လေးကိုဝယ်ယူစုဆောင်ပြီးဖတ်ကျင်သူတွေကိုလက်ဆင့်ကမ်းခဲ့ပါတယ်။အခုလိုတွေလုပ်ရတာကျွန်တော်မှခိုင်းလုံးတဲ့အကြောင်းပြချက်ရှိပါတယ်။ ကျွန်တော်ကခန့်ငယ်ငယ်ကလေးကစာဖတ်ရတာကိုဝါသနာထုံခဲ့ပါတယ်ကျွန်တော်မှတ်မိသလောက်ဆိုရင်ကျွန်တော်အသက်10နှစ်သားလောက်ကလေးကစာစဖတ်ခဲ့တာပါ ကျွန်တော်ကနေမာမွေးနေမာဝဲကြီးလာတဲ့ကောင်ဆိုတော့ကျွန်တော်တို့စကားနဲ့ပြောရရင်တော့ကျွန်တော်တို့အရက်ဒေသဆိုတာတရင်စာမရောက်စာမရောက်လမ်းမီမရှိဆိုတဲ့အရက်ကကောင်းပေါ့ကျွန်တော်တို့ရွာကဘာကြီးတယောက်ကရန်ကုန်မှာရှိတဲ့သူ့သားစီကိုတစ်နှစ်ကိုတစ်ခေါက်နှစ်ခေါက်လောက်တော့အလဲပတ်သွားလိမ့်ရှိပါတယ် အဲ့ဒီဘရန်ကောပြန်လာရင်တော့သူသားကျွန်တော်အတော်ရီဖတ်ဖို့ဆိုပြီးတော့မင်္ဂလာမောင်မေတို့လိုစာအုပ်တွေကိုပေးလိုက်လေရှိပါတယ်ကျွန်တော်ကအဲ့ဒီတစ်နှစ်တစ်ခါနှစ်ခါလောက်လာတဲ့စာအုပ်တွေကိုမင်းမြန်နုံနုံနဲ့စောက်ဖတ်ခဲ့ရတာပါအထက်တန်းကျောင်းသားအရွယ်ရောက်တော့တိုင်းဝိတုတို့ဘာလို့စဖတ်လာတယ်နောက်ဆယ်တန်းအောင်တော့မှသာကောလိပ်စာကြီးတိုက်ကနေပြီးတော့တကယ့်စာရင်းနဲ့ထိတွေ့ခင်ရခဲ့တာပါဒါတော့စာအုပ်နဲ့ကျွန်တော်တွေကအလန်းဝင်းနေသေးပါပဲ ကျွန်တော်ရွာမှာကစာကြီးတိုင်းမရှိကျွန်တော်လိုမျိုးဝါသနာတူစာဖတ်သူကလည်းမရှိလို့တော့စာအုပ်ဆိုရင်ကိုယ့်ဘာသာဝယ်ဖတ်ရတာပဲကျွန်တော်တို့ကခုခေတ်လိုစာအုပ်ဝယ်ရတာမလွယ်သေးဘူးမြို့ပေါ်တက်ပြီးတော့စာအုပ်ဆိုင်ကနေပေါ်တစင်စည်းနဲ့ပြန်ဝယ်ရတာမြို့ပေါ်ဆိုတာလဲတစ်နှစ်လုံးနေမှဘဏ္ဍာခေါက်ရဲ့လို့မှတိတ်ရောက်လာတာမဟုတ်ဘူးနောက်တော့အကူတယောက်နဲ့ရင်ဖက်ချင်းချက်ပင်တူးမိကြတယ်ဆိုပါတော့သူကကျွန်တော်တက်ကပြားစီနီယာကြတယ်လက်တွဲခေါ်တတ်တယ် လမ်းပြပေးမှတတ်တယ်ဒီလိုနဲ့သူ့စီကနေပေါ့စာအုပ်တွေငှားဖက်ခွင့်ရတယ်လို့အသိဉာဏ်တွေခွန်အားတွေလည်းလက်ဆင့်ကန်ပွားယူနိုင်ခဲ့တယ်လက်တလုံးမှာတော့ကျွန်တော်ကစာအုပ်စင်သေးသေးလေးတစ်ခုကိုဥဆောင်ပြီးတော့ run နေပါတယ်ကျွန်တော်စီကို စာဖတ်သူတွေကတော့အသက်12နှစ်ကနေပြီးတော့18နှစ်အရွယ်ရှိတဲ့ကလေးတွေပါအဒီရွယ်လေးဆိုတာကဖုန်းတွေကင်ပြီးတော့ဂိမ်းကစားတာ Facebook ကြည်တာမျိုးတို့ TikTok ကြော်တာမျိုးတို့အဲ့လိုတွေနဲ့အချိန်ကုန်နေတတ်ကြတဲ့အဲ့လို ဆယ်ကျော်သက်အရွယ်ကလေးတွေကိုအဲ့ဒီထက်ကလူတွေချို့ကိုကျဲငါးတွေကောက်တယ်လို့မျိုးကျွန်တော်ဘက်ကကောက်ကြည့်တာပါတချို့ကျဲငါးလေးတွေလည်းကျွန်တော်ဆွဲယူညှို့ငင်ရဘက်ကိုပါလာခဲ့ကြပါတယ်အပေါ်မှာကျွန်တော်ပြောခဲ့တယ်ကျွန်တော်ရဲ့လမ်းပြဆရာဖြစ်တဲ့အကိုတော်ကကျွန်တော်ကလေးတွေအတွက်ဆိုပြီးတော့စာအုပ်တွေလှူလိုက်ပါတယ်သူလူသားနှစ်ခါရှိပါပြီသူကိုယ်တိုင်ကလည်းအလင်းခတ်တဲ့စာပန်းဥယင်ဆိုတဲ့အမည်နဲ့စာကြည့်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းကိုစိတ်နှစ်ပြီးတော့လုပ်နေခဲ့သူဖြစ်ပါတယ် ပြီးတော့သူအကြောင်းတွေတွေ့ရင်သူရေးထားတဲ့ကြပြားလေးတစ်ပုဒ်ကိုတတိယသွားမိပါတယ်။ကြပြားခေါင်းစဉ်ကတော့အတန်ဖြစ်ပါတယ်။ကြပြားလေးကတော့ဒီလိုပါ။အတန်ထက်ခါထက်ခါအုံမိုးထားပုံ။စာအုပ်တွေမရှိတော့တဲ့အခါနဲ့စာအုပ်ပုံတွေရောက်သွားခြင်း။နိုင်ရက်ကနိုင်ဟာတစ်ချက်ချက်။ငါတို့ကသာစိတ်ချလိုက်ချစာအုပ်ကိုချခဲ့ကြတာ။စာအုပ်စင်ကြီးကတော့ရွေရှားနေလိုက်တာ။တနေရာပြီးတနေရာ သူ့စီခင်များတို့မလာတော့အသွင်ပြောင်းစာအုပ်အဖြစ်ခင်များတို့လက်ပွားတဲ့ရောက်အောင်လာခဲ့ရှာပေါ့အတန်ဟာအမောင်ကို အလင်းဖြစ်စေကြောင်းနဲ့အတန်ဖြစ်ကြောင်းအတန်ကောင်းဟစ်နေစရာမလိုကြောင်းစာအုပ်တွေကခင်များတို့ကို ပြောပြခြင်းနေရှာမျိုးဖွဲ့အိမ်ကြပြားတော့ခက်ရှင်းရှင်းလေးပါပဲတစ်ခေါက်ဖက်လိုက်ရုံနဲ့စိတ်မှာလင်းလက်သွားစေတဲ့အလင်းတွေဖြားနေပါတယ်ကြပြားကိုထက်ခါထက်ခါအုံမိုးထားဖို့ဆိုတဲ့စာသားနဲ့စတင်ထားပါတယ် ထက်ခါထက်ခါအုံမိုးထားပုံဆိုတာကဗျာဆရာကဘာကိုပြောချင်တာလဲဘာနမိတ်ပုံကိုယူပြီးတော့ကဗျာကိုစဖွင့်လိုက်တာပါလဲကျွန်တော်ကတော့ဒီလိုမြင်ပါတယ်တခုအပေါ်တခုထပ်ပြီးတော့အုံမိုးနေကြတဲ့စာအုပ်ပုံကြီးတပုံဒါမှမဟုတ်အတိညာဏ်နေပုံထက်အုံမိုးနေတဲ့စာအုပ်ကြားထဲမှာမေးခိုနေကြတဲ့စကားလုံးတွေဒါတွေကလူတယောက်အထူးသဖြင့်စာဖတ်သမားတယောက်ကိုပြီးမယ်ဉာဏ်အလင်းစာတွေဒါမှမဟုတ်ရင်တာမန်လူသားတယောက်ကိုအထက်ထက်အုံမိုးထားတဲ့ ပိတ်ပိတ်အောင်မှောင်မိုက်နေတဲ့အဝိဇ္ဇာတရားတွေကိုအလင်းစီဆွဲခေါ်ပေးကြမယ်စာအုပ်တွေဒီလိုကျွန်တော်ဆပြီးတော့ခန်းသားကြည့်လိုက်တဲ့အခါဒုတိယအကြောင်းဖြစ်တဲ့စာအုပ်တွေမရှိတော့တဲ့အခါနဲ့ချိန်မိသွားပါတယ်ညံလေးကိုပွင့်စင်တဲ့စာအုပ်တွေမရှိတော့ရင်ဘာဖြစ်မလဲရှင်းပါတယ်ညအချိန်မီးပွင့်ထားကလျှက်စင်မီပြတ်သွားတယ်လို့ပေါ့ရုပ်ကြီးမှောင်မိုက်တိတ်ဆိတ်သွားမှာပါဒါပေမဲ့ကပြန်ဆရာကကျွန်တော်လိုချိတ်ဆက်ထားရင်မရှိပါဘူး။သူကစာအုပ်တွေမရှိချိန်နဲ့ ောက်ပုံနဲ့ရောက်သွားခြင်းဆိုတဲ့နှဲ့ချောင်းကိုချိတ်ဆက်ထားလိုက်ပါတယ်။ဒါကနှစ်ခုကိုနှိုင်းရှင်ပြလိုက်တာလည်းဖြစ်ပါတယ်။ဇောက်တွေမရှိတဲ့နေရာကိုရောက်သွားတဲ့ကံစားချက်ကိုသာသမားတွေပဲအပြည့်အဝခံစားနားလည်မှာပါ။ကျွန်တော်ဆိုရင်ပြီးခဲ့တဲ့နှစ်လောက်ကအတော်လေးခက်ခဲခဲ့ပါတယ်။အခြေအနေအရကျွန်တော်စုဆောင်းထားတဲ့ဇောက်တွေအားလုံးကိုရောင်းပြဖို့ကြံစီခဲ့ပါသေးတယ်။ဝယ်သူကအစင်းနဲ့လားချိတ်ချိန်ပါကျွန်တော်စိတ်ထဲမြင်လာမိတာကဇောက်ကင်းမဲ့သွားမယ်ကျွန်တော်စောက်စင်ပါ။ဇောက်တွေမရှိတော့ရင်အဖော်မဲ့သွားမယ်ဆိုတဲ့စိတ်ကကျွန်တော်ကိုချောက်လန့်ခဲ့ပါတယ်။ ဒါကြောင့်လည်းမရောမဲနဲ့တောက်ခံကြော်ဖြတ်ခဲ့ပါတယ်။စာအုပ်တွေသာမရှိတော့ရင်ကျွန်တော်တို့ဘာလုပ်ကြမှာလဲ။စာအုပ်တွေရှိတဲ့ကဘာတစ်ခုတည်းကိုရောက်သွားရင်တော့ဘလို့ဖြစ်သွားမှာလဲ။စာအုပ်တွေမရှိတော့တဲ့အခါနဲ့စာအုပ်ပုံတွေရောက်သွားချင်းဘာကွာလဲဆိုတာသာသမားတွေကအတိဆုံးဖြစ်မှာဖြစ်တယ်လို့ဒီနှစ်ခုကြာကအဟရဲ့အတိုင်းတာကိုလည်းမှန်းဆမိကြမှာပဲဖြစ်ပါတယ်။ကဗျာဆရာက나이တန်တစ်ချက်ချက်ဆိုပြီးတော့ဆက်ထားပါတယ်။ဒါကတော့အချိန်ရန်နေရာကြီးလဲပတ်နေခဲ့တာကိုဖွင့်ဆိုထားခဲ့တာပါ။ ျွန်တော်တို့ရက်နေပြီမဲ့အများရန်အလုံးလုံးနေတာကတော့အချိန်ပါတကယ်တော့လေအချိန်ကကျွန်တော်တို့ကိုတယ်ဆောင်ယူငင်သွားနေတာပါပဲအဲ့ဒီအချိန်ကာလကြီးတည်းမှာပြောင်းလဲလာတဲ့အမျိုးမျိုးသောအကြောင်းတရားတွေနဲ့တူကျွန်တော်တို့ကစာအုပ်တွေကိုချထားရစ်ခဲ့ကြပါတယ်စာအုပ်တွေကိုခြံထားရစ်ခဲ့ကြပါတယ်စာအုပ်တွေကိုမိထားမိခဲ့ကြပါတယ်ဒါပေမဲ့စာအုပ်တွေကတော့ကျွန်တော်တို့ကိုမမေ့ပါဘူးစာအုပ်ဆင်လိုက်ကြီးကျွန်တော်တို့နောက်ကိုလိုက်နေခဲ့ပါတယ်စာအုပ်ချစ်သူတွေစာဖတ်သူကိုချစ်မြတ်နိုးသူတွေကစာအုပ်စင်ကြီးကိုကျွန်တော်တို့စီကိုရွှေ့ပေးကြပါတယ် ဒါတော့မှ physical vote တွေကိုကျွန်တော်တို့မိထားကြသေးလို့တော့ဇာဥစင်ကြီးက e-vote တွေအတွင်နဲ့ကျွန်တော်တို့စီကိုတက်လက်ရောက်လာပြန်ပါတယ်။ e-vote တွေမဖတ်အားရင်လည်း audio vote တွေအနေနဲ့စာဖတ်သူစာချစ်သူရဲ့နားထဲကို အစင်သည့်ခုခတ်ထက်ပေးပြန်ပါတယ်။ဒီနေရာမှာကြားဖက်ပြောရမယ်ဆိုလို့ရှိရင်တော့ audio vote တွေကိုကျွန်တော်ရဲ့ listener heaven audio vote channel မှာတင်ဆက်သူအမျိုးမျိုးစာဖတ်သူအမျိုးမျိုးရဲ့အသံအမျိုးမျိုးနဲ့ခန်းစားနားဆင်နိုင်ပါပါ။စာအုပ်ပေါင်းအများကြီးရှိပါတယ်။ ဒါကတော့ဒီနေရာမှာကြားဖြတ်ပြောတဲ့ကြော်ညာလေးပါစာအုပ်တွေကအတန်ပါပဲအတန်ဆိုတာ၄ဓုရှိနေတဲ့မြတ်လေတပ်သားဂျားခန်တွေကိုဖြတ်တန်းပြီးတော့ကြော်လွှားရောက်ရှိနေဦးမှာပါစာအုပ်တွေကလည်းအတန်လိုပဲဂျားခန်တွေကိုဖြတ်တန်းပြီးအသိပညာတွေကိုစာဖတ်သူစီကိုအရောက်ပို့ဆောင်ပေးနေကြဦးမှာပါစာအုပ်တွေဆိုတာအလင်းကိုတည်ဆောင်သူတွေပါပဲဒီအကြောင်းကိုလည်းတကူးတကန့်အသက်တည်ပြနေစရာမလိုပါဘူးစာဖတ်လို့တိုးတက်သွားတဲ့လူမျိုးပဲရှိပြီးတော့စာဖတ်လို့နှိမ့်ကျသွားတဲ့လူမျိုးဆိုတာမရှိတာကသက်တည်ပါပဲ စာဖတ်ကြပါအသိဉာဏ်ပညာစာအုပ်တွေထဲမှာကဲရောက်နေပြီအဲ့ဒီအသိဉာဏ်ပညာကသာအမှားအမှန်ဓမ္မအတ္တမကိုခွဲခြားနိုင်မှာဖြစ်ပါတယ်ဒီသတင်းဒီအကြောင်းတွေကိုစာအုပ်တွေက စာဖတ်သူတို့ကိုပြောပြနေခြင်းနေခဲ့ရှာပါတယ်ဒါကြောင့်စာအုပ်တွေရဲ့စကားကိုနားထောင်ကြည့်ဖို့စာတမျက်နာလောက်ဖွင့်ပြီးခဏလောက်အချိန်ပေးလိုက်စေချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရန်စာကြီးမှာအခုလိုနားဆင်ပြီးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ